မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ17ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့ဘကိုးတိုင်းတောင်ကုန်မြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တောင်ကုန်လေတပ်စခန်းနဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုတရားခုံမမှာ short တိုက်တုံးကိုးလုံးနဲ့ပြစ်ခတ်တိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား2ဦးပွဲချင်းပြီးတိုက်ဆုံပြီးတော့ ကိုဦးတန်ရရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ17ရက်နေ့ည7:00နာရီအချိန်မှာတောင်ငူမြို့အခြေဆိုင်ကေတုမဒီလေးတပ်စခန်းအတွင်းကိုတရခုံမမရှော့တိုက်တုံးငါးလုံးနဲ့ပြစ်ခတ်တိုက်ခဲ့ရာသုံးလုံးအောင်မြင်စွာကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။၎င်းပြစ်ခတ်မှုကြောင့်တောင်ငူလေးတပ်စခန်းရဲ့အရာရှိလိုင်းငန်းထိခိုက်ကအကြမ်းဖက်စစ်သား2ဦးပွဲချင်းပြီးတိုက်ဆုံသွားတယ်လို့သိရပါတယ်။တန်ရရရှိသူကိုဦးထဲမှာ2ဦးကတော့စိုးရင်ရတယ်လို့သိရပါတယ်။ဒါအပြင် ၎င်းတိုက်ခိုက်မှုကြောင့်ဘားဒိုက်တစ်ခုနဲ့ကာဒစီပျက်စီးသွားတယ်လို့သိရပါတယ်အလားတူပဲဒီဇင်ဘာလ17ရက်နေ့ည7:00နာရီကအချိန်မှာတောင်ကုန်မြို့မှာရှိတဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပခကိုတရားခွန်မမရှော့တိုက်တုံး၄လုံးနဲ့ပစ်ခတ်တိုက်ခိုက်ရာနှလုံးအောင်မြင်စွာကြက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့အပျက်စီးကိုတော့လက်ရှိအချိန်အထိသတင်းမရသေးဘူးလို့ပြောပါတယ်တောင်ကုန်လေတပ်စခန်းမှာတော်လိုင်းတပ်ဖွဲ့ဝင်များနဲ့ပြည်သူလူထုအပေါ်ပြစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက်ကြောင့်လေတပ်ပြိုလဲရေးလုပ်ငန်းစဉ်ရဲ့မစ်ရှင်တစ်ခုအဖြစ်နဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဒ အပြင်တောင်ကုန်မြို့မှာရှိတဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပခကပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်မြောက်ဘက်ချမ်းဒေသများနဲ့၎င်းနဲ့ထိစပ်နေတဲ့နေရဒေသများမှာရှိတဲ့တော်လိုင်းအင်အားစုများနဲ့အပြစ်မဲ့တဲ့ပြည်သူများကိုရက်ဆက်စွာတပ်ဖြတ်နေကြတဲ့စစ်တပ်ကိုအဓိကအမိန့်ပေးကိုကဲနေတဲ့တိုင်းစစ်ဌာနချုပ်ဖြစ်တယ်လို့သိရပါဗျာ။ တော်လိုင်းရဲ့အရွေးတစ်ခုဖြစ်စေရန်ရည်ရွယ်ပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်တိုင်းစစ်ဌာနချုပ်များကိုတိုက်ရိုက်တိုက်ခိုက်ခြင်းအပြင်အဲ့ဒီပင်မစစ်ဌာနချုပ်နဲ့အတူ၎င်းဌာနချုပ်ရဲ့ COC အောက်မှာရှိနေတဲ့တပ်များလဲပြိုအင်အားချိနဲ့ဈေးရန်ရည်ရွယ်ပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်၎င်းတိုက်ခိုက်မှုကို Brave Warriors for Myanmar BWM MKCDF ACPLF နဲ့တန်တောင်မြောက်ပိုင်းအထုဒေသအဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ကရင်နီနဲ့ရှမ်းပြည်အစံမိုးပြဲတိုက်ပွဲမှာစစ်ကောင်စီရဲ့ခမရ၄နှစ်နဲ့တက်ကဓာတ်ဥအစိမ့်ဝေးဗျာများကို ဒရုန်းနဲ့ကျဲချပြီးတော့တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမလာ9ရက်နေ့နဲ့10ရက်နေ့တွေမှာကရင်နီပြည်နယ်နဲ့ရှမ်းပြည်နယ်အဆက်မိုးပြဲတိုက်ပွဲမှာခမရ၄နှစ်နဲ့တိုက်ရင်ကကရင်နီတော်လှန်ရေးတပ်များကိုတိုက်ခိုက်ရမှာမိုးပြဲမြို့ပတ်ဝန်းကျင်ကို S Force တစိပ်ပါတယ်960အစိတ်ငွေများများကိုထည့်သွင်းပြီးတော့အသုံးပြုပြီးဒရုန်းနဲ့ကျဲချတိုက်ခိုက်နေတယ်လို့သိရပါတယ်အစိတ်များကို ဒရုန်းနဲ့ဘုံကျဲချမှုကြောင့်မိဂိုအများပြားထွက်ရှိလာပြီးတော့ရှုရှိုက်မိတဲ့ရဲဘော်တချို့ဟာမူးဝေခြင်းခေါင်းမူးခြင်းအော့အန်ခြင်းအိတ်ချင်လာခြင်းခန္ဓာကိုယ်မလန်းဆန်းခြင်းအပြတ်ခြင်းစတဲ့ဝေဒနာများကိုခံစားခဲ့ရတယ်လို့သိရပါဗျ။ဘုံကျရောက်ခဲ့တဲ့နေရာများကိုဆက်ဆီးခဲ့ရမှာ Xbox အစိမ့်ဝိဗျာများကိုထည့်သွင်းပြီးတော့အသုံးပြုပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်တာကိုအတည်ပြုနိုင်ခဲ့တယ်လို့သိရပါဗျ။ drone နေနဲ့ကျဲချတာကတော့တိုက်ပွဲဖြစ်တဲ့နေရာပတ်ဝန်းကျင်မှာပဲကျဲတာဖြစ်ပါတယ်ရဲဘော်တွေဘက်ကတော့စာထဲမှာထုတ်ပြန်ထားတဲ့အတိုင်းဝေဒနာမျိုးတွေခံစားခဲ့ရတာပေါ့တခြားတော်လိုင်းတပ်ဖွဲ့ဝင်းနေအနေနဲ့စစ်ကောင်စီဘက်ကအစိမ့်ငွေတွေအသုံးပြုနေပြီးဖြစ်တဲ့အတွက်ဒါကိုအထူးအလေးပေးပြီးတော့ဂရုစိုက်ကြဖို့တိုက်တွန်းကြပါတယ်လို့ KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောဆိုထားပါတယ် S-Force တစိမ့်ပါတယ်960အစိမ့်ငွေပြားများဟာအစိမ့်ငွေမှိုင်းတိုက်ဆေးပြားများဖြစ်ပြီးတော့တီးနံတူလောင်ယုံများမှာအစိမ့်ငွေမှိုင်းတိုက်ရမှာအသုံးပြုခြင်း အစားအစာမဟုတ်တဲ့ပစ္စည်းများတိုးလောင်ယုံနေမှာသီးနှံတံတန်းကိုဆေးပြားနှစ်ပြားကနေငါးပြားအသုံးပြုရကြောင်းကြွက်တွင်းလှိုင်ကောင်းများမှာတံတွင်းကို တပြားကနေနှစ်ပြားအသုံးပြုရကြောင်းစိုက်ပျိုးရေးကုမ္ပဏီတစ်ခုထံကနေပြီးတော့သိရှိရပါတယ်။ဒါကြောင့်ပြည်သူများအနေနဲ့မိမိတို့အနီးပတ်ဝန်းကျင်မှာ drone များပြန်ဝဲနေခြင်းတိုက်ခိုက်ခံရတဲ့နေရာများနဲ့အနီးပတ်ဝန်းကျင်မှာရှိနေခြင်းများဖြစ်လာပါကစူးစမ်းလေ့လာခြင်းမျိုးမပြုလုပ်ကြဘဲလုံခြုံတဲ့နေရာများမှာပုံခုပြီးတော့ရှောင်ရှားကြရန် KNDF ဗဟိုကအထူးတိုက်တွန်းထားပါတယ်။ဖဲခုံ၊မိုးပြေ၊လွိုက်ကော်လမ်းမကြီးတွေပေါ်မှာစစ်ကောင်စီတပ်ဖွဲ့များနဲ့ကရင်တီတော်လိုင်းတပ်ဖွဲ့များကြားမှာထိတွေ့တိုက်ပွဲမကြာခဏဖြစ်ပွားလျက်ရှိပြီးတော့စစ်ကောင်စီက drone အပြုပြီးတော့ ်စစ်စင်ရေးများကိုလှောက်ဆောင်လာသလိုအစိမ့်ငွေများကိုပါထည့်သွင်းပြီးတော့အသုံးပြုလာတဲ့အတွက်အထူးတရိပ်ထားကြပါရန်ဆက်လက်တိုက်တွန်းထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်လွတ်လပ်ရေးအဖွဲ့ KIO ခေါင်းဆောင်များနဲ့တရုတ်အစိုးရတို့ကြားမှာတွဲဆုံဆွေးနွေးမှုရလဒ်အဖြစ် KIO သိမ်းပိုက်ထားတဲ့နယ်မြေပိုင်နက်အတွင်းကတရုတ်မြန်မာနယ်စပ်မှာရှိတဲ့ဂိမ်းများအလုံးကိုတရုတ်နိုင်ငံကပြန်လည်ဖွင့်လွှတ်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် KIO KIA ထိန်းချုပ်ထားတဲ့တရုတ်မြန်မာနယ်စပ်ဂိမ်းများအလုံးဒီနေ့မနက်မှာပြန်လည်ဖွင့်လွှတ်လိုက်ပါပြီ KIO လူကြီးတွေနဲ့တရုတ်အစိုးရကုမင်းမှာတွဲဆုံဆွေးနွေးမှုရဲ့ရလဒ်ဖြစ်ပါတယ်ကုန်သွယ်ရေးဆိုင်ရာသဘောတူညီမှုဆွေးနွေးမှုတွေအရာနယ်စပ်ဂိတ်တွေပြန်ဖွင့်ဖို့သဘောတူညီမှုရ ရှိတာဖြစ်ပါတယ်လို့လိုက်စာအခြေစိုက် KIO သတင်းရင်းမြစ်ကရှင်းပြထားပါတယ်ဒီဇင်ဘာလ10ရက်နေ့မှာ KIO ဥက္ကဋ္ဌဘိုးချုပ်ကြီးအင်ဘန်လာဦးဆောင်တဲ့ KIO ကိုယ်စားလှယ်အဖွဲ့ကတရုတ်နိုင်ငံကိုတွားရောက်ပြီးတော့ဆွေးနွေးလျက်ရှိပြီးတော့လက်ရှိအချိန်အထိကိုတရုတ်အစိုးရနဲ့ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်လှုပ်ဆောင်နေသေးဖြစ်ပြီးတော့လိုင်ဇာကိုပြန်လည်ရောက်ရှိခြင်းမရှိသေးဘူးလို့သိရပါတယ်။လက်ရှိ KIO ရဲ့ဌာနချုပ်ထိန်းချုပ်နယ်မြေအတွင်းကပြန်လည်ဖွင့်လှစ်လိုက်တဲ့တရုတ်မြန်မာနယ်စပ်ဂိတ်များမှာလိုင်ဇာ၊လွယ်ကျဲ၊မိုင်းဂျာယန်နယ်စပ်ဂိတ်များပါဝင်ပြီးတော့ KIO ထိန်းချုပ်နယ်မြေအတွင်းကကြန့်ရှိနေသေးတယ်။တရုတ်မြန်မာနယ်စပ်ဂိတ်များအားလုံးကိုလည်းပြန်လည်ဖွင့်လှစ်မှာဖြစ်တယ်လို့သိရပါတယ်။ KIA ကတရုတ်မြန်မာနယ်စပ်မှာရှိတဲ့ဂိတ်များအားလုံးကိုတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက်တရုတ်နိုင်ငံကတစ်ဖက်သက်ပိတ်ပင်မှုများကိုလှုပ်ဆောင်ထားခဲ့ရာကနေအခုနောက်ဆုံးမှာတရုတ်အစိုးရနဲ့ညှိနှိုင်းကာ ဂိမ်းများပြန်လည်ဖွင့်လှစ်လာခြင်းဖြစ်တယ်လို့ KIO ရဲ့သတင်းအရေးမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့ကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ကျွန်တော်ရဲ့ channel အသစ်ကလေးကို like and subscribe လုပ်ပေးကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာ အများအားတင်ဆက်ပေးနေကြ Revolut Burma Channel က warning ထိပ်ပြီးတော့နေနေတဲ့အတွက်အချိန်မရွေးပြတ်သွားနိုင်တဲ့အတွက်ကြောင့်နေ့စဉ်သတင်းများကိုမလွတ်တမ်းကြည့်ရှုနိုင်ဖို့အတွက်အခုပြသထားတဲ့ Revolut Burma News Channel ဆိုတဲ့ channel အသစ်ကလေးကို subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာ channel အသစ်ရဲ့ link လေးကိုအောက်က description မှာထည့်ပေးထားပါတယ်ခင်ဗျာ subscribe လုပ်ပေးခြင်းဟာတော်လိုင်းရေးမှာပါဝင်ကူညီရရောက်တဲ့အတွက်လူကြီးမင်းတို့တအုပ်တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ခေတ်သစ်စစ်ပွဲတွေမှာအစစ်မြေနီးပညာတွေကိုအသုံးပြုလာတာကြောင့်စစ်ဘက်ဆိုင်ရာတိတ်ပန်တဲ့နီးပညာတွေကိုအမိလိုက်ပြီးစစ်မြေပြင်နဲ့လုပ်ငန်းနယ်ပယ်တွေမှာပြန်လည်အသုံးချရေးအတွက်ကြိုးပမ်းရမယ်လို့ အကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းကပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းပြည်ဦးလွယ်မြို့တက်မတော်နီးပညာတက်ကတော်မှာဘူလောင်းတင်တန်းစစ်ပွဲပြုလုပ်ရမှာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းကအခုလိုမျိုးပြောကြားလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ပွဲတွေမှာ electronic စစ်စင်ရေးနဲ့သတင်းအချက်အလက်စစ်စင်ရေးတွေကိုထိထိရရောက်သုံးလာတာကိုတွေ့ရတာကြောင့်ကာကွယ်ရေးဆိုင်ရာမူဝါဒတွေချဖို့အတွက်နီးပညာရဲ့အခန်းကဏ္ဍကအရေးပါလာတယ်လို့စစ်ကောင်းဆောင်မင်းအွန်လိုင်းကပြောကြားလိုက်ပါတယ်။ဒါကြောင့်နီးပညာတွေကိုအမိလိုက်ပြီးစစ်မြေပြင်နဲ့လုပ်ငန်းနယ်ပယ်တွေမှာအတုံးချရမှာဖြစ်တယ်လို့တိုက်ပွဲ ဝင်အသစ် Fit for Fight ဖြစ်အောင်လို့ကြိုးပမ်းရမယ်လို့အကြမ်းဖက်စစ်ကောင်းဆောင်ကသူ့ရဲ့ဗိုလ်လောင်းတွေကိုသတိပေးလိုက်ပါတယ်မိပညာကအရေးကြီးပေမဲ့လူအင်အားကိုလည်းမေးမထားသင့်ဘူးလို့စီရေးလေးလာတုံးသက်သူတဦးကပြောပါတယ်တကယ်တမ်းတော့လူအင်အား Mass ကလည်းအရေးကြီးပါတယ် Mass ရဲ့ပူးပေါင်းဆောင်ရွက်မှုကလည်းတကယ်ကိုလိုအပ်ပါတယ် Mass is power လူအင်အားဟာစွမ်းအားလို့တကယ်တမ်းယုံကြည်ရင်တပ်ပြေးဆိုတာရှိလာမှာမဟုတ်ဘူးလို့ပြောဆိုထားပါတယ်စစ်ကောင်စီတပ်ဟာ တော်လိုင်းရေးတပ်ဖွဲ့ဝင်များရဲ့ drone စစ်ဆင်ရေးကြောင်အထည်နာခဲ့ပြီးတဲ့နောက်ပိုင်းမှာစစ်ကောင်စီဘက်ကလည်း drone ဤပညာကိုဖြည့်ဆည်းလာတဲ့အတွက်တော်လိုင်းရေးတပ်ဖွဲ့တွေဘက်ကလည်းစစ်ကောင်စီတပ်ရဲ့ drone တွေကိုသတိထားလာရတယ်လို့သူကပြောပါတယ်စစ်ကောင်စီတပ်ဟာတရုတ်နိုင်ငံထုတ်ကင်းထောက် drone တွေရောတိုက်ခိုက်ရေးသုံး drone တွေပါစစ်ကောင်စီတပ်ကကြဲကြဲပြန့်ပြန့်သုံးလာနေတယ်လို့2023ခုနှစ်နှစ်ကုန်ပိုင်းကစတင်ပြီးတော့တရုတ်ရဲ့အကူအညီနဲ့တပ်ချက်အဆင့်အထိပါ drone တွေကိုအသုံးပြုနိုင်အောင်လို့တင်တန်းတွေပေးလာတယ်လို့ CDN ဗိုလ်ကြီးဇင်ယောကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်ရေလာလေးပြူစောတိရွာကိုတော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထုတ်လာပြီးရေလာကြီးရွာကိုမိရှုပ်ဖျက်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဒီဇင်ဘာလ23ရက်နေ့မွန်းလွဲတနာရီကစတင်ပြီးတော့ညောင်ချစ်ပြည်ရွာမှာရှိတဲ့စစ်တပ်စခန်းကအကြမ်းဖက်စစ်ကောင်စီတပ်သားများကစစ်ကြောင်းထိုးပြီးတော့ရေလာလေးရွာနဲ့ကက်လျက်တီးရှိနေတဲ့ရေလာကြီးရွာကိုဝင်ရောက်မိရှုပ်ဖျက်ဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့မြေပြင်မှာထိတွေ့တိုက်ပွဲများဖြစ်ပွားခြင်း င်းမရှိပဲစစ်ကောင်စီတပ်သားများကစီးနေမိရှုဖြတ်စည်းနေခြင်းဖြစ်တယ်လို့သိရပါတယ်။ကြေးရွာအတွင်းမှာရှိတဲ့ပြက်စီးမှုအခြေအနေနဲ့ပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။ ဒီနေ့မွန်လွယ်တနားီကနေစတင်ပြီးတော့စစ်ခွေးစစ်ကြောင်းကမိရှုံနေတာပါမြေပြင်ထိတွေ့တိုက်ပွဲလည်းမရှိပါဘူးညောင်ချစ်ပင်ကနေလာတဲ့စစ်ခွေးစစ်ကြောင်းကမိရှုံနေတာဆက်တရက်နေတိုက်ပွဲမှာစစ်ခွေးတွေအထိနာတော့ပတ်ရမ်းနေတာပြည်သူတွေထိခိုက်မှုအခြေအနေနဲ့ကြေးရွာတွေပျက်စီးမှုအခြေအနေတော့မသိရသေးပါဘူးလို့အညာမြေတပ်ပေါင်းစုအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်ဒီဇင်ဘာလ17ရက်နေ့မနက်6နာရီကမှပခုတ်ကူမြို့နယ်ရေလာလေးရွာမှာရှိတဲ့စစ်တပ်အထိုင်းစခန်းကိုအမတ်ရှိစစ်ကြောင်းကဥဆောင်ပြီးတော့တော်လိုင်းတပ်ဖွဲ့များပူးပေါင်းပြီးတော့ဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ရာအပြန်အလှန် ပစ်ခတ်မှုတိုက်ပွဲတနအီကန့်ဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်သား6ဦးသေဆုံးက9ဦးကိုအရှင်ဖမ်းမိခဲ့ပြီးတော့လက်နက်18လက်နဲ့ခဲယံအများအပြားကိုတိုက်စီရရှိခဲ့ကြောင်းတရင်ရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ